အားလုံးပဲမင်္ဂလာပါလင်းငယ်ဝင်းနေရဲ့ဒီဒုတိယပိုင်းပေါ့နော်ကျွန်တော်တို့ရင်းငယ် EC Applier တကယ်ရောအလုပ်ဖြစ်လာဆိုရယ်ခေါင်းစဉ်အောက်ကနေပြီးတော့ဒီအရှိတခေါက်ကပြောရတဲ့ဟာရဲ့အဆက်ပေါ့နော်ဒါဒုတိယဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ professional CV form ဆောင်ဆိုတာဘယ်လိုမျိုးလဲနောက်တစ်ခုကကျွန်တော် hiring manager တွေကိုရှိတခေါက်မှာပြောရတဲ့အတိုင်းပဲကျွန်တော် hiring manager တွေမေးလို့ရတဲ့အခါမှာကျွန်တော်မေးပို့လိုက်တဲ့ လင့်ငင်ရနေပဲတဆင်ဆက်သွဲလိုက်တယ်ဆိုတော့အဲ့ချိန်မှာကိုရှိရ reply မြ reply မလာတဲ့အခါမှာပေါ့နော်ကျွန်တော်ဘယ်လိုမျိုး follow ပဲလုပ်မလဲပေါ့ဆိုတော့ဒီနေ့ပိုင်းအောင်တော့ဒီနေ့ဒီ part 2အနေနဲ့ကျွန်တော်ပြောအောင်ပါပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ရှေ့မှာပြောသွားတဲ့ဟာနဲ့ဆက်ဆက်ပြီးတော့ဆက်သွားအောင်ပေါ့နော်အဲ့ရှိမှာကျွန်တော်ပြောရတာကဒီ prosper prosper သုံးပြီးတော့ကျွန်တော်တို့ hiring manager ရဲ့ mail ဘယ်လိုဘယ်လိုရှာမလဲကျွန်တော်ပြပြပြပါပြီနောက်တစ်ခုက link ရဲ့ဒီ easy အပလိုင်းကကျွန်တော်တကယ်အလုပ်ဖြစ်လာနောက်တစ်ခုကကျွန်တော်တို့ဒီ filter ခွဲနဲ့ကျွန်တော်တို့ဘယ်လိုမျိုးအလုပ်တွေရှောက်လို့ရလဲပေါ့နော်ဆိုတော့အဲ့ဒါတော့ဒီ sheet YouTube ဘီလိုမှာကျွန်တော်ပြပြပြီးပါပြီပေါ့နော်ဆိုတော့အခုဒီတစ်ခေါက်မှာအရင်အရင်ဆုံးကျွန်တော်တို့ဒီ professional CV form ဒီဆောင်ကဘယ်လိုမျိုးလဲအဲ့ဒီမှာဘယ်လိုမျိုး point တွေကျွန်တော်တို့ထည့်သင့်လဲဆိုကြရအောင်ကျွန်တော်တို့တစ်ချက်သိရင်ကျွန်တော်ပြပြမယ်ပေါ့နော်ဆိုတော့ TCV form ပေါ့နော် အဒီမှာအလုံးမြင်ကြမှတင်နေဗျဆိုတော့ DCV Found ကဒီဒီ one consonant ဆိုတဲ့ဒီ company ရှိရပေါ့နော်ဆိုတော့အဲ့ company ရဲ့ဒီသူ CEO ပေါ့နော်သူ example ပြရတဲ့ဟာပေါ့ဒါကျွန်တော်တော်တော်လေးသဘောကျတယ်ဒီအောင်ကျွန်တော်ကိုယ်တိုင်လည်း apply လုပ်ပြီးတော့အလုပ်လို try ကြည့်တဲ့အခါမှာတကယ် effect ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကျွန်တော်ဒီဟာလေးတစ်ချက် share ပေးတာပါခင်ဗျဆိုတော့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှင် တာမန်စီဘီဖောင်ပဲပေါ့နော်ဟိုရှင်းတယ်တပုံလည်းဘာမှပါမနေဘူးဘာမှအခက်တွေအလက်တွေဒီကောင်ကန်ဗာနဲ့လုပ်ထားတဲ့ပုံစံမျိုး childish မဆန်ဘူးပေါ့နော်လုံးဝလုံးဝကြည့်လိုက်တာလည်း clean ရန်ဖြစ်တယ် professional ရန်ဆန်တယ်ပေါ့နော် so ဒီမှာကျွန်တော်တို့ပုံအောင်ဆုံးဟာကြည့်လိုက်မယ်ဆိုရင်ဒီနာမည်ပါတယ်လိပ်စာပါတယ်နောက်တစ်ခုဒီမှာ linkin ဆိုရယ်ထည့်ထားတယ်ပေါ့နော်အားလုံးတွေ့ရတဲ့အချိန်မှာ linkin ဆိုရယ် link ထည့်ထားတယ် URL ထည့်ထားတယ်ဖုန်းနံပါတ်ပါတယ်မေးပါတယ် ဆိုတော့တော့ပုံမှန်ထုံးစံအတိုင်းပဲအဲ့တော့ဟိုကျွန်တော်အရှိတစ်ခေါက်မှာဝက်ဘီနာအရှိနှစ်ခေါက်ဝက်ဘီနာလုပ်ခဲ့တော့လည်းလို့မေးကြတယ်လူရှိရေပေါ့နော်ဟိုဒီမှာပုံကြီးကတပုံကသူတို့ကတပုံထည့်ခြင်းနဲ့တပုံကြီးတပုံကမပါဘူးလားတပုံထည့်လို့မရဘူးလားဆိုတော့တဲ့တပုံကထည့်လို့မရဘူးလားတော့မဟုတ်ဘူးဒါပေမဲ့ထည့်တာထည့်လို့ရတယ်အကြောင်းပေါ့နော်ကျွန်တော်ကိုယ့်ရဲ့ CV form ကဘယ်လိုအနေနဲ့ကိုကိုယ့်ဘာကိုယ်စိတ်ချက်ပြင်လို့ရတယ်ဒါပေမဲ့တခုရှိတာကအဲ့ဒါဒီကျွန်တော်တပုံကြီးထည့်ပြဖို့မလိုဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ linking UI ကြီးကျွန်တော်ထည့်ပြီးတာဆိုတော့ hiring manager linking ကိုနှိပ်လိုက်ဒီ linking UI ကိုနှိပ်တဲ့နေတိုင်းကလေးကိုယ့်ရဲ့ ဒီ linking profile ကိုတမ်းပြီးရောက်အောင်ပါဗောနော်ဆိုတော့အဲ့မှာဓာတ်ပုံကလည်း anyway သူတို့မြင်နေမှာပဲဆိုတော့ဒါအဲ့လိုထိတော့ရန်ဒီအဲ concern ရှိစရာလည်းမလိုဘူးဗောနော်ကိုကဓာတ်ပုံထည့်ချင်တဲ့ solution တွေရတယ်အခက်အခဲမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီလိုပုံစံကိုအရန်သဘောကျတယ်ဗောနော်ဟိုဘာဓာတ်ပုံမှမလိုဘူး linking နဲ့သူတို့ဝင်လာတယ်သူတို့မြင်ရမှာပဲဗောနော်ဆိုအမအဲ့ဒါကြောင့်မို့လို့အရှိတစ်ခေါက်ကကျွန်တော်ပြောလိုက်တဲ့အတိုင်းပဲ link ကိုတခြားလေးသုံးပေးပါ အလောက်တပုံနေဖះမှရဲတဲ့ပုံနေဆက်ဖီပုံနေဒါတွေမတင်ပါနဲ့တကယ် professional claim ဖြစ်တဲ့ပုံတင်တင်ပြီးတော့အဲ link ငွေကိုလည်းဒီတေချာလေးတက်တက်ရဲလေးတုံးပြီးပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ဒီလိုပုံစံ format နဲ့သွားမှာဟုတ်ပြီးတော့ကျွန်တော်အခုပြောနေတာအကုန်လုံးကလည်း blue work ကတော့မဟုတ်ပဲねဒီ white collar တကယ် professional နေရာမှာအလုပ်ဝင်လုပ်မဲ့လူတွေအတွက်ကျွန်တော်ပြပြနေဆိုတော့အဲ့ဒီဘိုင်းနေမှာ၆ဘုဆိုလို့ရှိရင် ပုံမှန်ကျွန်တော်တို့ canva လိုမျိုးအလားတပုံလေးဒီဒီပုံစံဒီမှာ design တွေမျိုးစုံထည့်ပြီးတော့အဲ့လိုမျိုးပုံစံသွားစရာမလိုဘူးပေါ့နော်ဆိုတော့ဒီဟာမျိုးဆိုလို့ရှိရင်ဒါ Google မှာလုတ်ခဲ့တဲ့သူဟာရဲ့ထက်ပြပေးတာပေါ့နော်ဆိုတော့တော်တော်လေးသဘောကျဖို့ကောင်းပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့တစ်ချက် analyze လုပ်ကြည့်အောင်ပေါ့နော်ဆိုတော့ what experience မှာထူးခြားတာတစ်ချက်ကြည့်လိုက်ပါဒီ CV form ပုံမှန်ကြည့်လိုက်တော့ building CV form မှာဘာထူးခြားလဲဆိုတော့ဒီ bullet point တွေ bullet point တွေနေမှာနော်ဒီမှာဆိုလို့ရှိရင်ဒီမှာ၄ချက် 3ချက်အမ3ချက်2ချက်ဆိုဆိုဒါတွေအကုန်လုံးမှာဘာတွေပါလဲဆိုလို့ရှိရင်ဒီသူလုပ်ခဲ့တဲ့ achievement တွေအကုန်လုံးပါတယ်ပေါ့နော်ဆိုအဲ့ဒါတွေအကုန်လုံး number တွေနဲ့ထည့်ထားပြီးဆိုအဲ့ဒါအရင်တက်အရေးကြီးရေနော်အဲ့ဒါအရင်အရေးကြီးရေဘာလို့ဆိုတော့ကျွန်တော်တို့ကအလုပ်လုပ်ခဲ့တဲ့အရင်အရှိမလုပ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီလုပ်မှာကိုကဘာ achieve ဖြစ်အောင် achieve ဖြစ်အောင်လုပ်ခဲ့လဲဆိုရဟာကို C form မှာကျွန်တော်ထည့်ရေမှာဆိုအဲ့ဒီဟာအတွက် data point တွေကျွန်တော်အရင်အရေးကြီးရေဒီမှာဆိုလို့ရှိရင်သူက so optimal organism ကို3%နဲ့27% 27%အထိเนาะ banana တို့မှလည်း expand တော့3 month so နောက်တစ်ခုကြည့်လိုက်လို့ရှိရင်သူက follower ကို hardware plus ဖြစ်အောင်လုပ်ပေးနိုင်တယ်နောက်တစ်ခုက hardware plus infographic uh favorite plus clients so ဒီမှာ data တွေကြီးပဲเนาะသူထည့်ရတာเนาะဒီမှာတွေ့သတိထားပြီးကြည့်ကြည့်ကြည့်မယ်ဆိုတွေ့လိမ့်မယ်ပေါ့เนาะ၄ခုလုံးကသူဒီထဲမှာတလက် number တွေ number တွေ achievement တွေအကုန်ထည့်ထားတယ် percentage ရှိမယ် အာကျွန်တော်တို့ဒီကိုကေပီအန်တိုးလာလို့ဆိုလို့ရှိရင်ကေပီအန်တိုးလာလို့လုပ်လာလို့ရှိတယ်။ client ရဲ့ဘလက်ကုတ်ကနေဘလက်ကုတ်တိုးအောင်ဆိုလို့ရှိရင်လည်းထည့်လို့ရတယ်။နောက်တစ်ခုကအဲဥပမာကိုက budget ကို short short ပေးနေဆိုလို့ရှိရင်လည်းဘယ်ဘလောက် budget ဘလောက်ကနေပြီးတော့ဘလောက်ကောက်လို့ကို short short ပေးနိုင်အောင်အကြံဉာဏ်ပေးခဲ့တာ cost လုပ်ပေးရဆိုတဲ့ဟာမျိုးလေး။အမျိုးစုံထည့်လို့ရတယ်ကျွန်တော် accountant ဆိုလို့ရှိရင်လည်းဘယ်ဘက်မှာတော့ company ရဲ့ဘယ်ဘက်မှာတော့ဘယ်လိုဖြူဖြစ်အောင်ဘယ်လိုအပြည့်မှုဖြစ်အောင်လုပ်လုပ်ပေးနိုင်တယ်။ marketing သမားဆိုလို့ရှိရင်လည်း KPI ဘယ်လိုမျိုး အရှိမဖြစ်အောင်လုပ်ပေးနိုင်တယ်အော်ဝန်တွေဘယ်လိုမျိုးလုပ်ပေးနိုင်တယ်ဆိုတော့မျိုးစုံကျွန်တော်တို့ဒါထည့်လို့ရတယ်ဆိုဒီမှာ sales manager မှာလုပ်ဆိုလဲအဲ့တိုင်းပဲဟာ increase store efficiency by 60%ပေါ့နော်ဆိုတော့ဒီမှာဒီမှာ data ကျွန်တော်ပြောရတယ်ပါတယ်နောက်တစ်ခုဒီမှာလဲအဲ့တိုင်းပဲ60 previous months to 75%နော်နောက်တစ်ခု100 plus employee ပမာဏဆို6 department ပြောရမှာ23%ဆိုတော့ဒီမှာကြည့်လိုက်လို့ရှိရင် percentage တွေပါတယ် key uh the number တွေပါတယ် ကျွန်တော်ဒီဒီခုနှစ်ဒီပါတယ်ဆိုတော့ဒီ data point တွေကိုကျွန်တော်တို့အတန်းဟိုထည့်ပေးရတယ်ပေါ့နော်ဒါကလိုပါတယ်ကိုဘယ် position မင်းဖြစ်ဖြစ်ကျွန်တော်တို့အဲအောက်ခန်းတစ်ခုလို့ရှိမှာပဲပေါ့နော်ကိုအလုပ်လုပ်ခဲ့နေရကိုကကို sales ပဲလုပ်လို့ marketing ပဲလုပ်လို့ဒီ financial ဘိုင်းမှာမယ်လို့ financial ဘိုင်းမှာလုပ်တယ်လို့ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ထားပါတော့ margin acquisition မှာလုပ်ခဲ့တယ်အာ financial analysis လုပ်ခဲ့တယ်ဒါလို့ရှိရင် investment ဘိုင်းမှာလုပ်ခဲ့တယ်ဆိုလို့ရှိရင်လည်းအပကောတော့ block setter တွေမှာဘယ် d site ကိုဘယ်လိုမျိုး handle လုပ်ခဲ့လား amount ကတော့ block အဓိကကျွန်တော် data point တွေကိုဒီမှာကောင်းကောင်းအသုံးချပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုတော့ကျွန်တော်တို့ကြည့်ကြည့်လိုက်ပေါ့နော်ဆို POS မှာသူကဒေါ်လာ1500စေ daily ရှိတယ်ပေါ့နော်ဆိုတော့ဒါမျိုးကိုသူတို့ပြပြထားတယ်အဲဒီမှာဆိုတော့အတိုင်းပဲ18%လေးဒီသူတို့ကလုပ်ပြီးတယ်နောက်လို့ကဟာတော့ plus customer daily အာ rating score က97%ကြည့်လိုက်တိုင်းကြည့်လိုက်တိုင်းမှာ number တွေပါတယ်နော်ဟုတ်ကဲ့နော်ကျွန်တော်ထပ်ပြောရပါ number ပါတယ် ူလောက်ခဲ့တဲ့ performance ဖြစ်ခဲ့တဲ့ improvement တွေအကုန်လုံးပါတယ်ဆိုအဲ့ဒီဟာမှာတချို့လူတွေကမေးမယ်အာကိုကတော့လုတော့လုတ်ခဲ့လိုက်တယ်ဒါပေမဲ့ဘာထည့်အောင်ထည့်မယ်မသိဘူးဆိုလို့ရတယ်ကိစ္စမရှိဘူးအဲ့ဒါကျွန်တော်ချက်ကြည့်မှာအဲ့ဒီကတွားယူလို့ရတယ်ဒါပေမဲ့ဖြစ်နိုင်တဲ့ amount တစ်ခုကိုတကယ်လုတ်ခဲ့တဲ့ကန့်ညီမှု amount တစ်ခု ਨੇ ညီမြလောက်တဲ့ဟာတော့ကိုယ့်ကိုယ်ကိုကိုပြင်ပေါ့နော်ဘာလို့ပြီးကဘာလို့လဲဆိုတော့ robotic ကြီး sanitization ပေါ့အကုန်လုံးကူချအကုန်လုံးစီပောင်းထည့်ဒါကြီးကတော့တိတ်တော့အတိတ်ပဲသိမရှိဘူးနော်ဘာလို့ဆိုတော့ဒီဒီအခုနောက်ပိုင်းဆိုလို့ရှိရင်တို့က ဒီ AI တွေသုံးပြီးတော့ screening လေးလုပ်တာဖြစ်တဲ့အတွက်ဒီပုံမှာကိုယ်ကချက်ကြည့်ပြီးတော့သွားပြီးအကုန်ကူးချလိုက်လို့ရှိရင်သူတို့အနေနဲ့တီကောင်းတီလိုင်းလေပေါ့နော်အာဒါတော့ကျွန်တော်လည်းသိချမမသုံးဘူးတော့မသိဘူးဒါပေမဲ့ကိုယ့်အကူကိုကိုယ့်အကူကိုပြီးတော့ပြန်ပြီးတော့ဒီကိုလုတ်ခဲ့တဲ့ outcome နဲ့အနည်းဆုံးဆုံးဖြစ်နိုင်တဲ့ဟာကိုကိုယ့်ကိုပြန်ပြင်လာတာဟိုအာကျွန်တော်အားပေးရပေါ့နော်ဆိုတော့ဒါကို aspire ယူလို့ရတယ်ကျွန်တော်တော့ဘာမှတူတူပြောစရာမရှိပါဘူး အဲကျွန်တော်ဒီမှာ leadership experience ဆိုလဲသူထည့်ထားတဲ့ဟာတွေပေါ့နော်ဒီ data point တွေပါတယ်အဲဒီတိုင်းမှာတော်တော်များများမှာ data point တွေပါတယ် skill ရဲ့ interest ကလည်းရှင်းရှင်းလေးပဲပါလို့တက်လေ education ဆိုတဲ့ပမာဒါပဲကျွန်တော်ဘာမှရှုပ်ရှက်ပြီးထွေးဟိုနှစ်မိနစ်လားသုံးမိနစ်လားလည်းမရှိဘူးသူရှင်းတယ်သူအောက်ခံကိုသူထည့်တယ်ဘာမှလုပ်ခဲ့လေ education skill interest ဒါပဲဒါပဲကျွန်တော်ကိုယ်လည်းလည်းဒီလိုမျိုး template ပဲသုံးတာပေါ့နော်ဆိုတော့ဒီလိုကို template ပဲသုံးတယ်သုံးပြီးတော့ဒီ ဒီ Europe ဘက်ကဒီအလုပ်တွေကိုရှထွိုင်းကြည့်ရပေါ့နော် interview ရခဲ့ပါတယ်ပေါ့တော်တော်များများရခဲ့ပါတယ်ဆိုတော့တော်တော်လေး effort ဖြစ်လေပေါ့နော်ဘာလို့ဆိုတော့သူတို့ကဒီ linking ကိုဝင်ပြီးတော့အဲကိုကိုပို့ပြီးစိတ်ဝင်စားဆိုလို့ကျွန်တော် linking ဝင်ကြည့်အဲ့တော့ကြည့်လိုက်တာလည်း view of profile မှာအော်ဒီလူဒီ company ကငါ့ကိုဝင်ကြည့်သွားတယ်ဆိုလို့ရှင်ဒါကဒီ company ကငါ့ကိုဝင်ကြည့်ပါလားဆိုတဲ့ဟာမျိုးဟာမျိုးကိုကိုကပြန်ပြီး twist ပြန်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကျွန်တော်ပြပြခြင်းနဲ့ဒီ CV form ပုံစံ template ပေါ့နော် ဒီပုံစံတိုင်းကိုဒီ data point တွေကို CV form မှာတရားထည့်ပေးရဆိုလို့ရှိရင်ပုံမှန် CV form အနေနဲ့စာလို့ရှိရင်ကိုကဟိုအော်ဒီ outstanding ဖြစ်နေမှာပေါ့နော်ဘာလို့ဆိုတော့တော်တော်များများအခုနောက်ပိုင်းကဒီ CV form service တွေလည်းပေါ်လာပြီအဲ့မှာကြည့်လိုက်လို့ရှိရင်ဘာနဲ့ရေးလဲဆိုတော့ Canva နဲ့ရေးတယ်ဆိုကံပါမမတူတပုံနေအလားတပုံနေအတုံနေအတော့အခက်တွေဒါလေးမလိုပါဘူးကော့ကိုကျွန်တော်တို့ wall file နဲ့ရှင်းရှင်းလင်းလင်းရေးလို့ရတယ်ဘာမှ ခက်ခဲတာမျိုးမရှိဘူးအဓိက data point တွေကိုကိုလုတ်ခဲ့တဲ့အဲဒီအလုပ်အလုပ်ရဲ့ experience မှာဒီဖြစ်နိုင်ရရှိရအောက်ခံတွေကို data point တွေရဲ့ feature လေးထည့်ပေးပါအခုဒီမှာဒီအောင် inspire ယူလို့ရတယ်ဗောနော်ဟိုမှာဒီကို client ရဲ့တူအောင်လုတ်ခဲ့တဲ့ solution နဲ့ client ရဲ့ဘယ်နှယောက်တူအောင်လုတ်ခဲ့ရတယ်အဲဒီဒီ furniture ဘိုင်း solution လေဘယ်ဘိုင်းမှာတော့ဘယ်ဘိုင်းနေမှာတော့ကိုကပို့ပြီးအကောင်လုတ်ခဲ့လေဘလောက်ပါဆန့်နေဘလောက်ပါဆန့်အထိအဲဒါမှမဟုတ်လို့ရှိရင်လေဘယ်နှလအတွင်းမှာတော့ဘလောက်အချီ fan မျိုးအများကြီးကျွန်တော်တို့ပပေါင်းစုံထည့်လို့ရတယ်ဆိုတော့ ဒီ bullet point တွေ bullet point တွေမှာအများကြီးအများကြီးလည်းမလိုပါဘော experience မှာကျွန်တော်ထည့်မယ်ဆိုလို့ရှင်ဒီမှာ complete position တခုမှဆိုလို့ရှင်ကျွန်တော်လေး၅ခုအမျိုးဆုံးပေါ့နော်ဆိုတော့အဲ့မှာ data point တွေသိချာအသုံးချပြီးတော့ထည့်ပေးပါဒါတကယ် effect ဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့အဲဒီကျွန်တော်ပြောပြချင်တဲ့ဟာပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီ hiring manager ကိုအရှိဗီဒီယိုမှာကျွန်တော်ပြောသလိုပဲ prospect ကို၃မျိုးကျွန်တော်မေးရှာတယ်ပို့လိုက်ပြီ ငါတို့ဒီ company မှာအလုပ်လုပ်ချင်တယ်။ငါတို့ဒီမှာအလုပ်ခေါ်တော့ငါတွေ့တယ်။အဲ့တော့ငါ apply လုပ်လိုက်တယ်။ဆိုတော့နောက်တစ်ဆင့်ကကျွန်တော်အလုပ်ရှောင်းရောက်တိုင်းဆိုပြီးတော့ကျွန်တော်တို့မေးလ်ဆောင်ပို့လိုက်ရုံနဲ့ hiring manager ကစပြန်တယ်ဆိုတာရှားပါတယ်။မရှိဘူးမပြောဘူးနော်။ရှိတယ်ဒါပေမဲ့ရှားတယ်ပေါ့နော်။ဆိုတော့အဲ့လိုအခြေအနေမျိုးမှာ ျွန်တော် follower လိုက်ပြီးရတယ် follower ဆိုရဲ့သဘောတဘာဝကကျွန်တော်တို့အလုတ်မှာအလုတ်သဘောတဘာဝအတိုင်းပဲကျွန်တော်တို့သွားမှာပေါ့နော်ကျွန်တော် sales follower မျိုးဒါမှမဟုတ်လို့ရှင်ဒီ internet follower မျိုးအဲ့လိုပုံစံတိုင်းပဲကျွန်တော်တို့ remind လုပ်ပေးရမှာ hiring manager တွေဆိုဒီအတိတ်ပဲကသူတို့လည်းတင်းတင်းကျပ်ကျပ် form ရာနဲ့ချီပြီးတွေ့နေရတယ်အလုတ်ရမ်းများတယ်နော်အလိုရမှာသူတို့ဒီ screen လေးလုပ်နေရတယ်သူတို့လည်းအချိန်အများကြီးပေးရတယ်အခုကမေးပို့ပေးမယ်လေတခါကျရင်သူတို့ကမေးကို over လို့ဖြုတ်သွားတာမျိုးရှိတတ်တယ်အဲ့ကျရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ follower ပြန်လိုက်ပေးရ follower ကိုကျွန်တော်ကတော့နှစ်ခေါက်လိုက်စေချင်တယ်ပေါ့နော်နှစ်ခေါက်ဆိုတာက ပထမဆုံးသူတို့ကို CV ပို့တယ်မေးမပါဘူးပေါ့နော်ပထမဆုံး CV ပို့တယ်မေးရတက်တက်ပြီးတော့ follow ကပထမဆုံးတစ်ချိန်လိုက်မယ်နောက်တော့ဒုတိယတစ်ချိန်လိုက်မယ်နှစ်ခေါက်လိုက်ပြရမယ်ပေါ့နော်နှစ်ခေါက်လိုက်ပြီးလေဆိုတော့ main နဲ့လိုက်ခိုင်းတာပေါ့နော် main နဲ့နှစ်ခေါက်လိုက်မယ်ပြီးလို့ရှိရင်အဲ့ဒီအလားလို့လို့မှအဲ့လိုမျိုး main နဲ့ follow လိုက်လို့မှသူတို့ reply မရဘူးဆိုလို့ရှိရင်ကျွန်တော် link ငယ်ရနေမှာသွားပြီးတော့စာထွက်သွားပို့မယ်ဒါပေမဲ့ main နဲ့ကတော့ကျွန်တော်နှစ်ခေါက်လောက်ပဲလုပ်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော် follow ကိုဘယ်လိုပုံစံနဲ့ကျွန်တော်တို့ follow လိုက်မလဲပေါ့ ဲ့မှာကျွန်တော်လေးကျွန်တော်အချမ်းမြင့်ပြတာပါဒါသာဆိုကျွန်တော်တခုရှောက်တာရဒီ SDR position ကိုကျွန်တော်ကုန်လေးတခုရှောက်တာတဲ့ဟာပေါ့နော်ရှောက်တယ်ကျွန်တော်မေးပို့လိုက်တယ်မလာဘူးမလာတော့အဒီမှာပေါ့လဲလွဲပါလေတောင်းလေးကဘာမှခက်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 ကြီးကျွန်တော်တို့မရှိဘူးအဒီမှာပေါ့နော်ဆိုတော့အဲမင်းဘယ်လိုနေလဲပြီးတော့ငါဒီမှာမင်းငါမင်းမင်းငါရဲ့မေးကိုတွေ့လားမတွေ့လားဆိုတာလေးငါတစ်ချက်အဲချက်ကလေးလုပ်ခြင်းလို့လိုက်ခြင်းလိုက်ပါပေါ့ဒါမင်းဖတ်ဖို့မအားရတဲ့ကိစ္စမရှိပါဘူး မင်းအလုပ်ရှုပ်နေမယ်ဆိုတာငါသိပါတယ်ဗောနော်ဒါပေမဲ့လည်း feedback လေးပေးနိုင်လို့ရှင်ကောင်းပို့ပြီးတော့ငါတို့ appreciate ဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးပဲကျွန်တော် pushy လည်းအရင်မဖြစ်ဘူးဆိုတော့ဒီလိုမျိုးလေး simple လေးပဲကျွန်တော်လို့ပို့လိုက်တယ်ဆိုတော့အဲ့ပို့လိုက်တဲ့အခါမှာတချို့ hiring manager ကပြန်ပြန်တယ်မပြန်ဘူးလားရတယ်ကိစ္စမရှိဘူးကျွန်တော်တို့ develop ဆောင်ပြီးတော့နောက်ထပ် final follow up လေးပို့လိုက်မယ်ဆိုတော့ဘယ်လိုပို့မလဲဆိုတော့အဲ့ဒါလည်းရှင်းတယ်ဒီလိုမျိုးပေါ့နော် ဆိုတော့နောက်ဆုံးတစ်ချိန်ဒီ position နဲ့ပတ်သက်ပြီးတော့ငါ follower လိုက်ချင်ပါတယ်ဆိုတော့ဒီတစ်ဆင့်မှာတော့ငါ main share နေပြီးတော့ yes or no လေးပဲလိုချင်တာပါကျွန်တော်ဘာမှမဟုတ်နော် yes ဆို yes အရှိတစ်ဆင့်တက်တယ်ဆို yes မတောင်းဆို no yes နဲ့ no လေးပဲသူတို့ဘာမှ feedback တွေပါလဲမတောင်းဘူးဆိုတော့အဲ့လားလေးပဲပြောပြပါဆိုပြီးတော့ပို့လိုက်တယ်ဆိုတော့အဲ့အချိန်ကျတော့ဒီမှာမေးပြန်လာတယ်ဗောနော်အဲသူတို့ဒီမှာသူတို့ရဲ့ဒီကိုင်ကြီးလူတွေ့လို့နောက်တစ်ဆင့်တက်သွားရေးဆိုတော့တက်သွားရဲဆိုတဲ့အကြောင်းအဲ့လိုမျိုးသူတို့က feedback ပြန်ပေးတယ်ဗော ဆိုတော့တချို့တချို့ယူလည်းမပေးပါဘူးကျွန်တော်တို့ဒီနောက်ဆုံး final stage ဒီလိုမျိုးမေးပို့တာတော့မှပဲတချို့တွေ reply မပြန်တာလည်းရှိတယ်။ဒါဆိုရင်ကိစ္စမရှိဘူးကျွန်တော်တို့ဘယ်မှာသွားလို့ရရလဲဆိုတော့ link ငွေကနေမှတစ်ဆင့်ကျွန်တော်တို့ follow လိုက်လို့ရတယ်ပေါ့နော်။အဘယ်စင်းတော့ရှိနေတယ်အဘယ်လိုလဲဆိုတာပေါ့ကျွန်တော်တို့ follow လိုက်လို့ရတယ်။ဒီမှာဆိုလို့ရှိရင်အဲဒီမှာဆိုရင်ကျွန်တော်တော့ရှောက်တော့ပေါ့နော်ဒီ link ငွေကနေမှတစ်ဆင့်ကျွန်တော်စာသွားပို့ရတာပေါ့ ဆိုဒီမှာဆိုလို့ရှိရင်ငါတို့ဘယ် position မှာ block experience ရှိတယ်ဆိုတော့မင်းတို့ company မှာငါဘယ်လိုမျိုးလုပ်ချင်ပါလဲပေါ့နော်အဲစားအများကြီးမဟုတ်ဘူးအများကြီးအရှိန်မဟုတ်ဘူးတလူတလူပဲဆိုတော့ can we connect ပေါ့ဆိုတော့ okay ဒီမှာစားပြန်တယ်အော်မေးပါဒီပါတဲ့စကားပြောလက်လာမပြောတော့ဆိုမပြောတော့ဘူးအဲ့ဆိုတော့သူတို့ကသူတို့ဒီ position မှာဒီဘိုင်းမဲ့လူတွေဆိုရဟာမျိုးသူတို့ပြန်ပြောတယ်အဲဒါဆိုကျွန်တော်ရှင်းသွားပြီပေါ့နော်ဒီ position ကဒီဘိုင်းမှာကိုယ်နဲ့ကန့်ညီတာမရှိဘူးအဲ့တော့ကျွန်တော်နောက်တစ်ခု try လုပ်ရအောင်ဆိုတော့အဲ့လိုမျိုးပေါ့ကျွန်တော် အောက်အောက်ဒီအောက်ရှိလို့ပဲကျွန်တော်တို့ခေါ်ပါမယ်နော် Facebook ပုံစံမျိုးနဲ့ဒီသွားတဲ့အခါမှာတခုတည်းဟိုပုံမှန် easy apply နဲ့ရော့ CV form တော့ငါလည်းလုပ်လိုက်ပြီးအောင်ငါတို့ဘက်ကနေ feedback လေးပြန်လာစောင့်နေမယ်ဆိုတဲ့ဟာမျိုးက2025မှာတိတ်ပြီးတော့အလုပ်မဖြစ်တော့ဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီအလုပ်လျှောက်တဲ့လူတွေလည်းအများများလာပြီးနောက်ပိုင်း AI နဲ့လည်း AI နဲ့လည်းကျွန်တော် screening လုပ်တာတွေများလာတာဖြစ်တဲ့အတွက်ကိုယ်ကဒီထဲမှာဒီ သူများနေသူများနေပို့ပြီးကွဲထွက်နေတဲ့ပုံစံမျိုးနဲ့အလောက်လျှောက်တဲ့ဟာမျိုးလုပ်ရမယ်ပေါ့နော်ပုံမှန်တိုင်းပဲရော့အင်အာကျွန်တော်တို့အလောက်လျှောက်လိုက်မယ်ဆိုတဲ့ဟာမျိုးကဒီဒီမှာဒီမှာကတိတ်ပြီးအလုံးမဖြစ်တော့ဘူးပေါ့နော်ဆိုတော့အဲ့အတွက်ဒီ follower လိုက်တာကိုလည်းခုနကကျွန်တော်ပြောတဲ့အတိုင်းပဲ follower လိုက်မယ်နောက်လို့က CV form ရေးတာလည်းကျွန်တော်ပြောတဲ့အတိုင်းပဲရေးရေးကြည့်ပေါ့နော်ရေးကြည့်ပြီးတော့ try ကြည့်ပါအရှိပြီတို့မှလည်းကျွန်တော် prospect ကိုဘယ်လိုသုံးလဲဆိုတော့လည်းပြထားရပါတယ်ပေါ့နော်ဆိုတော့အဲ့တိုင်းလုံးကြည့်လို့ဆိုရင် ထူးခြားစေရပါမယ်ပုံမှန်ဟိုလှုပ်ရှားနေတဲ့အတိုင်းနဲ့အခုကျွန်တော်အခုပြောတဲ့အတိုင်းနဲ့လှုပ်ရှင်ကြီးတဲ့အခါမှာ interview rate က interview တော့ chance ကပို့ပြီးတော့များလာလိမ့်မယ် interview chance မဟုတ်အောင်ပါပဲကိုကို ghost လာမျိုးမဟုတ်တော့ဘဲနဲ့ yes or no ဆိုတဲ့ဟာမျိုးတွေပေါ့နော်မင်းကဒီစင်မှာပါသွားတယ်အဲဒီစင်မှာတော့ငါတို့ကတော့မင်းမရွေးဖြူဘူးဆိုတဲ့ဟာမျိုးအနည်းဆုံးတော့ကျွန်တော် reply ရတယ်ပေါ့နော် reply တော့ရစီရမယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်အာမခံပြီးနိုင်တယ်ဘာလို့ဆိုတော့ link link easy apply ကကျတော့ကွတ်တင်တင်လိုက်တယ်ဘာမှန်းလည်းမသိဘူး ရှေ့တဆင်ရောက်လာလည်းမသိနောက်တဆင်ဟိုကြံငယ်လာလည်းမသိရှေ့တဆင်ရောက်လာလည်းမသိအဲ့လိုအဲ့လိုမျိုးကိုတော်မရေမြန်ဖြစ်နေဖြစ်နေရပေါ့နော်အဲ့အတွက်ကိုဘာမှဆက်ပြီးတော့ဒီ decision တိချာသွားလို့မရဘူးနော် so so အဲ့လိုမျိုးကိုတိချာလေးလုပ်ပြီးပါအဓိကအအဓိကကကျွန်တော်တို့ဒီ linkedin profile ကောင်းလုပ်မယ်နောက်လို့ CV form ကိုလည်းကျွန်တော်ပြောသလိုမျိုး bullet point အနေနဲ့တစ်ချက်ချင်းတစ်ချက်ချင်းဒီကိုလုတ်ခဲ့တဲ့ outcome တွေ achievement တွေကိုတိချာစဉ်းစားပြီးတော့ ဒီ ChatGPT ရနေလေအဲ ChatGPT ရနေလေကျွန်တော် idea ယူလို့ရတယ်။အမှတစ်ချက်ချင်းဒီ point တွေ point တွေ point တွေနော်ထည့်ပေးပါ။အဲ့ဒါအရင်ကြီးကြည့်ပါလေ။ငါတို့ဒီ position မှာဒီရလေးလုတ်ခဲ့ပြီးရဆိုရင်ဟာမျိုးမဟုတ်ဘဲနဲ့အောက်ခန်းပေါ့နော်။အဲ့ဒါကိုတစ်ချက်တစ်ချက်ထည့်ပေးပါ။နောက်တစ်ခုကခုနပြောသလိုမျိုး follow လိုက်တဲ့အခါမှာလေဒီကျွန်တော်ပြောပြကျွန်တော်ကျွန်တော် view တွေရလို့ပဲ follow ပထမတစ်ခေါက်လိုက်တယ်ပြီးနောက်တော့ဒီတစ်ခေါက်လိုက်တယ်အဲ့လိုမှမမြင်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ hiring manager ကိုအပ်လိုက်ပေါ့နော်ကွန်နက်လုပ်လိုက်တကယ်ကွန်နက်လုပ်ပြီးတော့တကယ်ဒီမှာတစ်ဆင့် တခါ follow ပဲပြန်သွားလိုက်ပါတကယ်ကျွန်တော် keep in touch လုပ်နေရမယ်သူရှေ့ရှေ့တစ်ဆင့်တက်လာမတက်ဦးစားဆိုလဲ problem ကိုကျွန်တော်လိုချင်တာကိုကိုယ့်ရဲ့ dream job ဖြစ်တဲ့ဒီကုန်းအဲ့ကုမ္ပဏီရဲ့ခေါ်တဲ့ position ကကိုယ့်ရဲ့ dream job ဖြစ်တယ်ဆိုရင်ပို့လို့တော့ကျွန်တော်တို့က keep in touch လုပ်ရပါအောင်မယ် no no ဆိုလဲ no yes ဆိုလဲ yes မင်းရမချင်းကျွန်တော်တို့အဲ့မှာရှိတဲ့အဲဒီလူတွေနဲ့ keep in touch လုပ်ရမယ်ပေါ့နော်ဆိုတော့ဒါမှသာကိုယ့်ရဲ့ဒီ application status ကဘာရှိလဲဆိုတော့ကျွန်တော်တို့သိမှာပေါ့ဆိုတော့နောက်တစ်ခုက final ပေါ့နော် final ဒီ ဒီဒီ topic ရဲ့ final အနေနဲ့ကျွန်တော်တို့အလုပ်တွေရှောက်တယ်ရှောက်တဲ့ခါမှာအလုပ်တွေကမတရားများတယ်အလုပ်တရားလည်းဖြစ်ဖြစ်မယ်နှစ်ရလည်းဖြစ်ဖြစ်မယ်ရှောက်တဲ့ခါလေကျွန်တော်အလုပ်တွေအရင်များနေပြီကိုကတကယ်လည်းအလုပ်ကို actively ရှာနေတဲ့ခါမှာကျွန်တော် trace blue ပြန်လိုက်မယ်ဘောနော်ကိုရှောက်ခဲ့တဲ့အလုပ်ကအာပထမဆုံးဒီမေးဖို့တဲ့အဆင့်ပဲလား high manager မေးဖို့တဲ့အဆင့်ပဲလားဒါမှမဟုတ်ရှင်ကျွန်တော်တို့က follower လိုက်တဲ့အဆင့်လား ဲ့ follow လိုက်ပြီးဆိုတော့မှာပဲ first follower လာဒါမှမဟုတ်ရှင် second followers လင်းလာအဲ့အပေါ်မှာရောဒီ interview ဒီအစီအစဉ်ရဘလို့လဲ interview ဆိုလို့ရှင်ရော first stage လာ second stage လာဆိုတော့ဒါတွေအကုန်လုံးကျွန်တော် twist ပြန်လိုက်ရမယ်ဆိုတော့အဲ့အတွက်ဘလို့ဘလို့လုပ်လို့ရလဲဘောနော်ကျွန်တော်တို့ပုံမှန်ဒီ excel ထဲမှာပဲဒီငါတို့ဒီအလုပ်တွေရှောက်ခဲ့တယ်ဒီဘိုင်းမှာတော့အဲဘလို့မျိုးဆိုရဟာမျိုးကျွန်တော် manual manual ကိုတွားပြီးတော့မကြည့်ကျင်တော့ဘောနော်ဆိုတော့အဲ့လိုမျိုးဆိုလို့ရှင် ဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ notion ရဲ့အဲ template ကိုကျွန်တော်သုံးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်တစ်ချက်ပြပြပါမယ်ဆိုတော့ဒီလိုမျိုးပေါ့ job application tracker ဆိုတဲ့ဟာလေးရှိရဲ့ကျွန်တော်ဒီ description မှာကျွန်တော်တစ်ချက်ထည့်ပြလိုက်ပါမယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဒါလည်းကျွန်တော် copy ယူရတာပဲပေါ့နော်ဒီဒီ template တွေကနေပြီးတော့ဆိုတော့ company ပါမယ် recruiter ပါမယ် date ဘယ်တော့ apply လုပ်တာလဲ position uh, interest and interview stage ဆိုလဲ interview stage ပေါ့ ဆိုတော့ဒါ၄ပါတယ်ပေါ့နော်ဆိုတော့ဒီမှာဘာထည့်လာလို့ရလဲဆိုရင်ကိုကဥပမာမြေကုမ္ပဏီတစ်ခု apply လုပ်လိုက်ပြီအဲ A ကုမ္ပဏီကို apply လုပ်ပြီဆိုပါဆို A ကုမ္ပဏီမှာကိုကအာကျွန်တော်ဒီ business development မှာကျွန်တော်တက်ချက်ရှင်းပြမယ်ပေါ့နော်ကျွန်တော် A ကုမ္ပဏီမှာကျွန်တော် business development representative ဆိုတဲ့ position နဲ့ကျွန်တော်ရှောက်လိုက်တယ်ဆိုရင် position ထဲအဲ့ recruiter ကိုကျွန်တော် prospero နဲ့ကျွန်တော်မေးချပြီးတော့အခုကျွန်တော်ပို့ပြီးပါပြီပေါ့ဆိုတော့ recruiter ဘယ်သူလဲဘယ်နေ့ကျွန်တော် apply လုပ်လိုက်တယ်နောက်တော့ position ကဘာလဲဘာလို့ position ထည့်ခိုင်းလဲဆိုတော့တခါကြလို့ရှိရင် position နဲ့အတူနေရမဟုတ်လေဒါခါကျရင်ကျွန်တော်ဆိုရင် business development executive ရှိမှာဒါခါကျရင် business development representative ရှိရင်ရှိမှာဒါခါကျလို့ရှိရင် business development အဲ business development မဟုတ်ဘဲနဲ့ sales development representative လည်းဖြစ်ရင်ဖြစ်မှာ position နဲ့အဆုံပဲပေါ့ဆိုတော့ဒါလေးကိုကျွန်တော်တို့ကဒီ note ထဲမှာမှတ်လို့ရတယ်ပြီး interest ကဆိုတော့ကျွန်တော်တို့မှရွေးလို့ရတယ်ဥပမာမျိုးကိုကဒီ position အရင်စဉ်ဝင်ကြရလားမတော်မှုလို့ရှိရင်မလဲလဲလောက်ပေးလားဒါမှမဟုတ်ရှင်အရင်အရင်စဉ်ဝင်စားတော့ဒါပေမဲ့ဟောငါအလုပ်ရလိုက်ရင်တော့ဒီအလုပ်လေးဆိုအဆင်ပြေတော့တယ်ဆိုတဲ့ဟာမျိုးနဲ့ဒီ ဒီလိုးလိုး level လာပေါ့နော် interest ကဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ထားလို့ရတယ်နောက်တော့ interview stage interview stage ကလည်းအဲ့တိုင်းပဲကိုက interview ရောက်သွားပြီဆိုလို့ရှိရင်ကိုဒီမှာကျွန်တော်တို့ကနှုတ်မှတ်ထားလို့ရတယ်ဆိုတော့ first stage လာ second stage လာ third stage လာဒါမှမဟုတ်လို့ရှိရင်ဒီဟာကိုကျွန်တော် follow လိုက်တယ်ဒီ me hiring manager me မပြန်လို့ကို follow လိုက်တယ်ဆိုလို့ရှိရင်လည်းပထမဆုံး first follow လာ second follow လာဒါမှမဟုတ်လို့ရှိရင် apply မဆိုတာကကျွန်တော်ကျွန်တော်တို့ဒီ apply မဲ့ဟိုအလုပ်ပဲရှောက်လိုက်တယ်ဘာမှ follow up မလုပ်ထားဘူးလားဆိုတော့အဲ့အစင်းเนี่ยဘယ်လိုမျိုးရှိလဲဒါလေကိုလုံးကျွန်တော်တို့ဒီမှာမှတ်လို့ရတယ်ပေါ့နော်ကေမြအဲ့ကုမ္ပဏီကိုငင်းလိုက်ပြီဆိုလို့ရှင်တယ်ဒီ client ပေါ့အဲ့ကို offer letter ရောက်ဝင်ဆိုတော့ offer letter ပေါ့ဆိုတော့ဒီ template လေးနဲ့ registration လေးပဲကျွန်တော်တို့ဒီရဲမှာအလုပ်တစ်ခေါက်ရှောက်ပြီးရင်အလုပ်တစ်ခေါက်ရှောက်ပြီးရင်ဒီရဲမှာ data လေးသွင်းပေးတော့နည်းနည်းအဆင်ပြေသွားတယ်ပေါ့နော်ဒီမှာဒီ stage မှာ stage မှာဆိုလို့ရှင်တယ်ကျွန်တော်တို့ကြည့်လို့ရတယ်အဲ ျွန်တော်တို့ first follower ကဘယ် company လို့ပြောရည်လဲ second follower ကဘယ် company လို့ပြောရည်လဲ apply ရတော့ဘယ် company first interview ရော first interview ရောဘယ် company ဆိုတော့ဒါအကုန်လုံးကျွန်တော် track track ပြန်လိုက်လို့ရတယ်ဆိုတော့ဒီ interview cleaner ဆိုတဲ့အတိုင်းပဲ interview cleaner ကတော့ကို interview ရှိရဆိုပြီးဒီမှာထည့်ထားရဆိုလို့ရှင်တော့ဒီ interview cleaner မှာကျွန်တော်တို့ပြန်ကြည့်လို့ရအောင်ဆိုတော့လွဲပါတယ်ဒီ data လေးပုံမှန်ထည့်ပေးတာုံနဲ့ကိုကဘယ်ဘိုင်းနေမှာဘယ်လိုမျိုးအခြေအနေရှိရဆိုတော့အကုန်လုံး twist ပြန်ပြီးတော့ပြန်လိုက်လို့ရတယ်ပေါ့နော်အဲဒီစိတ်မှာဆိုလို့ရှင်ကျွန်တော်တို့က တန်းကြည့်တော့ ਨੇ အော်ငါဒီ first follower တော့ဒီ company ကိုလုတ်ကွာပြီအာဒီ company လေးဆိုလို့ရှိရင်အာမေးမေးငါ့ကိုမပြောင်းဆိုလို့ရှိရင်ငါဒီ area ကို second follower အနေနဲ့ပြန်လိုက်မယ်ဆိုရဟာမျိုးပေါ့ apply ဆိုလို့ရှိရင်လည်းငါဒါကိုငါ apply မဲ့လုတ်ရသေးရဲ့ငါ follower တော့အမေးမရသေးဘူးငါ follower တော့လုတ်ကြည့်မယ်ဆိုရဟာမျိုးပေါ့ဆိုတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဒီ track ပြန်လို့လုပ်ရတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဟိုအကြံဉာဏ်ပေးချင်တာကကိုကအဲ့ position တစ်ခုကိုအလုံးလျှောက်လိုက်တယ်အလုံးလျှောက်လိုက်ပြီးလို့ဆိုရင်အဲ့ဒီရဲ့ မှာ hiring manager တခါကြလို့ရှင်ပါတတ်တယ်ပေါ့နော်ဘယ်သူဘယ်သူအဲဘယ်သူအလုပ်ဒီအလုပ်ကိုရှာလဲဆိုတော့ဒီ position ပေးနေမှာပါတတ်တယ်ပေါ့အဲကျွန်တော် one ပြပါမယ် ျွန်တော်ဒီလိုမျိုးပေါ့နော်ဒီမှာ meet the hiring team ဆိုပြီးပါလာတာတူတူဒီ company ကိုလောက်ခေါ်လေလို့ပေါ့နော် sheet တစ်ခေါက်မှာလဲကျွန်တော်ပြဘူးပြတော့ပြီးပါပါဆိုတော့ဆိုတော့ဒီလူကိုကျွန်တော်တို့ connect လုပ်ပါအဲ့လိုနော် hiring team ဆိုရတာလေအကုန်လုံးကျွန်တော်တို့အမြဲတမ်း connect လုပ်မယ်သူနဲ့ keep in touch မြန်လည်းဖြစ်တာမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူ့ကိုမေးပို့ပြီးတော့မေး reply ပြန်လို့မရရင်ကျွန်တော်သူနဲ့ဒီ linkedin ဒီ linkedin direct message ကနေကျွန်တော် follow လိုက်မှာ哦 follow လိုက်ဖို့ဆိုလို့ရှိရင် connection ဖြစ်မနေဘူးဆိုလို့ရှိရင်ကျွန်တော်စာပို့တာအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အတွက်ကိုကအလုပ်လျှောက်ပြီဆိုရင်အဲ့လူကိုပါတခါတည်းအက်လိုက်ပါ connect လုပ်လိုက်ပါပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးတနည်းအားဖြင့်အဲ့တော့ connect လုပ်လိုက်တဲ့အခါမှာ तू ရဲ့ company မှာ update ရှိရလို့ရှိ update ရှိလို့ရှိရင် तू ကဒီ link မှာတင်နေဆိုလို့ရှိရင်ကိုကအမှအမြဲတမ်း update ဖြစ်နေမယ်ကိုလုပ်ချင်တဲ့ job ကိုကိုကသူ့ရဲ့ ਨੇ copy apply လိုက်လို့ရတယ်ဘောနော်ဒီ job တွေပါရဲ့တွားပြီးတကူးကရှာရှာမလို့တခါကြလို့ရှိရင်အဲ့ job တွေမှာကအဲပျောက်နေရပါလေရှိတတ်တယ် ဒါရင်မပေါ်လာရပါလိမ့်ရှိတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော် hiring manager တွေနဲ့အများနဲ့ keep in touch ဖြစ်နေရမယ်ကွန်နက်အများနဲ့လုပ်ပါကျွန်တော်တို့ဒီလှုပ်ရှားပြီးဒီ position ကိုကရှောက်ဖို့ရှောက်ချင်တယ်ကျင်းလင်းကျင်းသိပြီဆိုတော့လေအဲ့ဒီမှာအဲ့ဒီက hiring team ရဲ့ team မှာဒီလိုမျိုးပေါ်နေတဲ့လူကိုကျွန်တော်အမြဲတမ်း connect လုပ်ပါအဲ့သူ့ကိုကျွန်တော်တို့အမြဲတမ်း keep in touch လုပ်မှာပေါ့နော်ဒီမေးဖို့မယ်မေးဖို့တဲ့ခါမှာမဖြစ်စားမပြောင်းဆိုလို့ရှိရင် link and drive message ကနေတစင်းကျွန်တော်တို့အဲစာပြုတ်မယ် follow လိုက်မယ်ပေါ့ဆိုတော့ဒီလိုပုံစံနဲ့ keep in touch လုပ်နေမှာပေါ့နော်ဆိုတော့ yeah ဆိုတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဒီ easy apply မဟုတ်ပဲနဲ့ပို့ပြီးတော့ effect ဖြစ်တဲ့ပုံစံမျိုးနဲ့ဒီအလုပ်လျှောက်လို့ရရပေါ့နော်အခုလက်ရှိမှာလည်းအာမြန်မာနိုင်ငံမြန်မာနိုင်ငံနေဒီမှာလာပြီးတော့အခြေအာဒီမှာတော့ဖြစ်တယ်ကျွန်တော်ဒီနိုင်ငံအစုံမှာပေါ့နော်နိုင်ငံအစုံမှာလာပြီးအခြေချနေတဲ့မြန်မာလူမျိုးတွေများလာပြီးပြီးတော့အဲ့အတွက်လည်းအဲ့အတွက်လည်းအလုပ်ရှာရတာလည်းပို့ပြီးတော့ဟို မြန်မာနိုင်ငံအထက်ပို့ပြီးတော့ challenging ဖြစ်တယ်ဗောနော်ဘာလို့ကျွန်တော်တို့တွေ့ရတဲ့ job market ကလည်းမြန်မာနိုင်မြန်မာနိုင်ငံအထက်ပို့ပြီးတော့ challenging ပုံများတယ်အဲ့အတွက်ကိုကအလုပ်လျှောက်တဲ့အခါမှာသူများနီးတူပဲရော easy apply ဆိုပြီးအင်္ဂလိပ်ဆိုပြီးတော့အလွယ်လေးကျွန်တော်တို့လျှောက်လို့မရဘူးဗောနော်ကိုယ့်ရဲ့ CV form ကို hiring manager မြင်အောင် hiring manager ကမြင်ပြီးတော့ကျွန်တော်တို့နောက်တစ်ဆင့် yes or no ဆိုရင်အဆင့်ကိုရောက်အောင်ပြီးကိုကအလုပ်တွေလျှောက်တဲ့အခါမှာအလုပ်တွေများလာတဲ့အခါမှာ အဲ့လိုလို system ကြကြနဲ့ကျွန်တော် track ပြန်လိုက်ဖို့အတွက်လည်းလိုတယ်ပေါ့နော်ဆိုတော့ဆိုဒါတွေအကုန်လုံးကိုကျွန်တော်အခုပြပြတဲ့အတိုင်းပဲဒီအကျိုးရှိအသုံးချမယ်ဆိုလို့ရှိရင်အရှိရတဲ့ပို့ပြီးတော့ညာပြရလာမယ်ဆိုတော့အဲကျွန်တော်ဒီကနေ့ရေးရေးပြောရေးတယ်ပေါ့နော်တစ်ချက်ကျွန်တော်ပြောရင်တစ်ချက်လုပ်ကြည့်ပါ CV form ရေးတာကိုလည်းဒီ Canva နဲ့ Vero ကနေပေါ့တစင်ဒီရှုပ်ရှုပ်ချက်တွေမရေးဘဲနဲ့တကယ် professional style clean ဖြစ်တဲ့ဟာကိုကျွန်တော်ခုနပြတဲ့အတိုင်းပဲ ရှက်ထွန်းကြည့်ပေးပါဘောနော်အာပြီးတော့နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်ဒီဒါ bonus tip အနေနဲ့ဘောနော်ကျွန်တော်တို့ခုပြောပြခြင်းတာကအဲ Instagram မှာဒီ founder နှစ်ယောက်ရဲ့အားလေးရှိပါတယ် ာဂျိုနသန်ပေါ့နော်ဂျိုနသန်ဒီတယောက်ပေါ့ဆိုတော့ဂျိုနသန်ဆိုတဲ့တယောက်ရဲ့နောက်တစ်ခုကဂျယ်ရီလီဆိုတဲ့တယောက်ပဲပေါ့နော်ဆိုတော့သူတို့နှစ်ယောက်ရဲ့ Instagram မှာလည်းတစ်ချက် follow လုပ်ပြီးတော့တွားကြည့်ကြည့်ပါသူတို့ကဒီအလုပ်လျှောက်တဲ့ခါမှာ corporate life ပေါ့နော်အဓိကသူတို့ corporate life ကို corporate life မှာကျွန်တော်အလုပ်လျှောက်တဲ့ခါမှာဘယ်လိုမျိုး tip တွေကိုသုံးလို့ရလဲဘယ်လိုမျိုးပုံစံနဲ့သွားလို့ရလဲဆိုတဲ့ဟာအများကြီးပဲပေါ့နော်ကျွန်တော်ထင်အောင်စုံမှန်သေးတယ်ဆိုတော့အဲ့မှာလည်းသွားပြီးတော့ကိုကလေ့လာလို့ရပါတယ်ခင်ဗျာဒီမှာ user name ပေါ့နော် ဒီမှာ user name ပေါ့ဆိုတော့အဲ့မှာလည်းသွားပြီးတော့အများကြီးလေ့လာလို့ရပါတယ်ဆိုတော့ဒီကျွန်တော်ရဲ့အဲ linking page linking ရဲ့ web name ပေါ့နော်ဆိုတော့ linking page ကိုလည်း like group like လုပ်ထားလို့ရပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လို့လည်းတခြားလို့ subscribe လုပ်ဖို့လည်းကျွန်တော်တောင်းဆိုပါတယ်ပေါ့နော်။အဲဆိုတော့နောက်ပိုင်းမှာလည်းဒီ view ကျွန်တော် viewer viewer ပေါ်ပြီးတော့ကျွန်တော်ပြောတဲ့ပုံမှာဒီလက်ခံလေးပုံမူတည်ပြီးတော့ နောက်ပိုင်းမှာလည်းကျွန်တော်ဒီတက်ဆိုင်တဲ့ဟာတွေပေါ့နော်ဒီအလုပ်အလုပ်ပိုင်းတွေပဲဖြစ်ဖြစ်တော့မှမလို့ရှင်ကျွန်တော်ရဲ့ career ဖြစ်တဲ့ဒီ business development လည်းဖြစ်ဖြစ်ကျွန်တော်နောက်ပိုင်းမှာလည်း video လေးတင်ဖို့ရှိရပေါ့နော်ဆိုတော့အဲ့အတွက်အဲတကယ်လို့ကိုယ်စိတ်ဝင်စားတယ်ကိုယ်ထပ်ပြီးတော့နောက်လောက်ကျင်တယ်ဆိုလို့ရှင်လည်းတစ်ချက်တော့ like and follow subscribe အဲ့လိုတစ်ချက်လုပ်ပြီးပါအောင်ဗျဆိုတော့ဒါကတော့အခုပြီးသွားပြီပေါ့နော်အဲ part 2အကုန်လုံးပါပြီးသွားပြီအရှိတခေါက်မှာတော့အဲဒီ ဒီမေးသုံးတဲ့ဟာတွေအပြီးလို့ရှိရင်အမေးရှာတဲ့ဟာတွေနောက်တစ်ခုကကျွန်တော်တို့လင်းငယ်ရနေတင်ဆက်ပြလို့မျိုးဖိလာ copy ရှာလို့ရရဆိုတာပြပြပြီးပါဆိုတော့ပြည့်စုံသွားပြီပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်ပြပြမယ်ဆိုတဲ့ concept အကောင်းဆုံးအောက်မှာအကုန်လုံးပြည့်စုံသွားပြီပေါ့ဆိုတော့ဒီလောက်ပါပဲအဲနောက်မှနောက်ဗီဒီယိုနဲ့ပြန်ပြီးတော့ဆုံပါမယ်ခင်ဗျအကုန်ကျေးဇူးပါ